တခိတခါကနာမည်ကြီးခဲ့တဲ့ Scotland နိုင်ငံ Glasgow မြို့ကသွေးဆုပ်ဖုတ်ကောင်ပရိသတ်များအလုံးမင်္ဂလာပါရှင်အမန်းချင်းတွေကနေပြန်လေးကြိုဆိုလိုက်ပါတယ် Scotland နိုင်ငံရဲ့အနေမျိုးလေးတစ်မျိုးဖြစ်တဲ့ Glasgow မြို့မှာတချိန်လုံးကအိုးလေးတကြောကြောဖြစ်ခဲ့ရတဲ့သတင်းတပုတ်ရှိခဲ့ပူပါတယ်အဲ့ဒါကဘာလဲဆိုတော့ကလေးတွေကိုမှရွေးပြီးတော့သွေးဆုပ်တတ်တဲ့သွေးဆုပ်ဖုတ်ကောင်ကြီးတကောင်ဟာဒီမြို့လေးမှာတောင်းချမ်းနေရဆိုတဲ့အကြောင်းလေးပါ သတင်းစာရီနဲ့ TVD မှာပါဝင်ခဲ့ရကြောင့်သွေးစုပ်ဖုတ်ကောင်ဗန်ဗန်းရရီနဲ့ပတ်သက်ပြီးတော့တမိုင်းမှာအတော်လေးလဲထင်ရှားခဲ့ပါတယ်။ Glasgow မြို့ကအရင်ဖြစ်ရကြောင့်ပဲအပြင်လောကမှာသွေးစုပ်ဖုတ်ကောင်တွေတကယ်ရှိခဲ့ပါလားဆိုတဲ့အတွေ့အမြင်တွေလူတိုင်းမှာဖြစ်ပေါ်လာခဲ့ပါတယ်။ဆိုတော့တမဏီသွားပါရှင် Glasgow မြို့ကသွေးစုပ်ဖုတ်ကောင်ကြီးရဲ့အကြောင်းကိုသိရဖို့အတွက်ဆောင်းလေးချုံတစ်ချက်လေးတက်ပြီးဗီဒီယိုကိုဆုံးထိအတူကြည့်လိုက်ရအောင်ပါ။ 1954ခုနှစ်စက်တင်ဘာလတော်ကစကော့လန်နိုင်ငံဂလပ်စကိုမြို့ကရက်ကွက်တစ်ခုကနေကြောက်စရာသတင်းစိုးတစ်ခုပြန့်ပွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့တမ်မနီသွားချွန်တွေနဲ့သွေးဆုပ်ဖုတ်ကောင်တကောင်ဟာညဆိုရင်ရှေးဟောင်းတင်ချိုင်းကြီးတွေကနေထလာပြီးတော့ကလေးတွေကိုဖန်စည်းကတက်ဖြတ်ပြီးသွေးဆုပ်တက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။သွေးဆုပ်ဖုတ်ကောင်ကြီးရဲ့မျက်နှာဟာဖြူပတ်ဖြူရော်ဖြစ်နေပြီးတော့မျက်လုံးတွေကလည်းကြောက်စရာကောင်းနေရဲနေရလို့သိရပါတယ်။ မျိုးကကလေးငယ်တွေကလည်းမကြခနပြောက်လေးရှိရကြောင်းမျိုးကန်တွေလည်းအတော်လေးကိုစိတ်ညစ်နေကြပါတယ်။ဖုတ်ကောင်ကြိုက်ပြီးတော့တည်သွားတဲ့ကလေးနှစ်ယောက်ရဲ့အလောင်းကိုပြန်ရှာတွေ့ခဲ့ပြီးတော့အလောင်းရဲ့လေဘင်းမှာသွားပေါက်ရာနှစ်ခုကိုတွေ့ခဲ့ပြီးတော့သွေးဆုပ်ခံထားရတာကိုလည်းတွေ့ခဲ့ပါတယ်။သုံးညဇတိုက်ကလေးငယ်ပေါင်းဒါဇင်နဲ့ချီကပျောက်ဆုံးခဲ့ရပြီးတော့အဲ့ဒီကလေးငယ်တွေဟာမျိုးရဲ့ရှေးဟောင်းတင်ချိုင်းတွေကအုတ်ဂူတွေပေါ်မှာစော်ကစားရင်းနဲ့ပျောက်ဆုံးသွားခဲ့ရလဲဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကရဲရရှိတော်တော်များများဟာဒီအမှုကိုအပြိုင်ဆိုင်လိုက်ကြပေမယ့်အဖြေမပေါ်ခဲ့ပါဘူး။တချို့ကလည်းလူသက်သမားတယောက်ကသွေးဆုပ်ဖုတ်ကောင်ရောင်ဆောင်ပြီးတော့ကလေးငယ်တွေကိုဖမ်းဆီးနေတာဖြစ်မယ်လို့ထင်ကြပေးကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်တုန်းကဘန်ပါယာရုပ်ရှင်တွေကလည်းခေတ်စားနေကြကြောင်းကလေးတွေရဲ့ပါဇက်ပြားမှာသွေးဆုပ်ဖုတ်ကောင်တွေကအတော့ကိုနေရာယူနေတာဖြစ်ပါတယ်။ ယောဂန်တွေကတော့ဒီတင်ကြားကြီးမှာဟိုးလွန်ခဲ့တဲ့နှစ်များစွာကအခုလိုမျိုးသွေးဆုပ်ဖောက်ကောင်တကောင်ပေါ်ထွက်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ဖောက်ကောင်ဟာသူ့အချိန်ကိုရောက်လာတိုင်းမှာအခုလိုမျိုးထွက်ပေါ်လာတတ်ပြီးတော့သွေးအစာပြေသွားပြီးဆိုမှခေါင်းထဲကိုဝင်ကပြန်အိပ်သွားတတ်တယ်လို့ဆိုပါတယ်။အခုချိန်မှာတော့ Gasco မျိုးကသွေးဆုပ်ဖောက်ကောင်ဇလန်ဟာမေးမေးပြောပြောဖြစ်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့ရှေးဟောင်းတင်ချိုင်းကြီးကတော့ tourist တွေနဲ့တဘာဝလွန်လေးလာရေးသမားတွေကိုစွဲဆောင်နေသေးပဲဖြစ်ပါတယ်။ နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးခင်ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။